အခုလှုပ်เสียရရှိတဲ့အလုပ်ကိုအခုပဲလှုပ်လိုက်ပါဒီနေ့လှုပ်เสียရရှိတဲ့အလုပ်ကိုဒီနေ့ပဲလှုပ်လိုက်ပါဘာကြောင့်လဲဆိုတော့မနဲ့ပြန်ရှင်းသန်းနေပါမယ်လို့ဘယ်သူမှအာမမခံနိုင်ဘူးတဲ့သေးသွားတဲ့ပုဂ္ဂိုလ်တိုင်းဒီနေ့သေးတယ်ဆိုရင်မနေ့လောက်ကသူတို့ငါမနဲ့ပြန်သေးလိမ့်မယ်လို့သူတို့သိကိုမသိဘူးဘာကြောင့်လဲဆိုတော့သေးစရာအကြောင်းတရားတွေအများကြီးပိုင်ဆိုင်ထားတဲ့ဒီခန္ဓာကြီး သေးတရားအကြောင်းတရားတွေအများကြီးကိုရင်ဝယ်ပိုက်ထားတဲ့ဒီခန္ဓာကိုယ်ကြီးဖြစ်နေတဲ့အတွက်ကြောင့်အချိန်မရွေးသေးနိုင်တယ်။ကံစိတ်ဥဒုအာဟာရအကြောင်းတရား၄ပါးဘယ်အကြောင်းမဲ့ချွတ်တဲ့ချွတ်တဲ့သေနိုင်တာပဲ။သေကြတာကတော့ကံကတဖြည်းဖြည်းနဲ့အမြဲတမ်းတောက်နေတဲ့တောက်ရည်ဦးတွေကရေလို့တစ်ခွက်တောက်လိုက်ရင်တော့တစ်ခွက်စာနဲသွားတာပဲ။တရက်နေပြီးရင်တော့တရက်စာနဲသွားတာတော့အမှန်ပဲ။ဒါဘယ်လိုမှမငြင်းနိုင်ဘူး။မနေ့ပြန်သေးတယ်မသေးဘူးဆိုတဲ့ကိစ္စအသာထား။ တရက်နေပြီးရင်တော့တရက်နေတရားကံနေသွားပြီဆိုတာတော့သိကြတယ်ဟုတ်လားအေးဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ကသာဂတဝကတန်ယုတ်ပါဠိတော်မှာအာယုတုတ်တံဆိုပြီးတော့ဟောထားတာရှိအာယုဆိုတာအသက်အတိပ္ပယ်ရတယ်အဲ့ဒီမှာမြတ်စွာဘုရားကအပမိတံဘိခဝေမနုဿနံအာယုဘိခဝေจิตာယဟန်တော်တို့မနုဿနံလူသားတို့ရဲ့ဣဒံအာယုဟောဒီအသက်ဆိုတာ အပံတကယ်မှနည်းနည်းကလေး